မင်္ဂလာပါခင်ဗျရှင်ကုန်ခစ်တက်ကနေဒီနေ့နေ့ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖက်စစ်ကောင်စီကငလင်တန်းတင့်ထားတဲ့မန္တလေးကစီးပွားရေးသမားတွေအပါအဝင်ပြည်တွင်းကစမှုစုံလုပ်ငန်းရှင်တွေနဲ့စီးပွားရေးအဖွဲ့တွေကိုနေပြီးတော့အတိခေါ်ပြီးအတင်းကျပ်အလှုံငွေတောင်းရမ်းနေပြန်လို့ရန်ကုန်ကလုပ်ငန်းရှင်တွေကိုလည်းအမြန်လမ်းတွေပြသထားတဲ့အတွက်ဆိုပြီးဒေရင်နဲ့ပါနေပြီးတော့ခေါ်ပြီးတော့အတင်းကျပ်အလှုံငွေတောင်းရမ်းနေပြန်တယ်ဆိုပါတယ်စကိုင်းမြို့မှာငလင်တန်ကြောင့်ပြည်သူတွေဒုက္ခအတိရောက်နေတဲ့အချိန် စကိုင်းတိုင်းတိုင်းကမြင်းမှုမြို့နယ်ထီဆောင်ကျေးရွာကိုအချက်ပစကောင်စီတပ်ကမနေ့ကညပိုင်းမှာပဲလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့်ရဲသားပြည်သူတွေဦးဒဏ်ရာလိုရထားပြီးအလကပကျေးရွာကိုပါစစ်တပ်ကတနက်တွေပစ်ဖောက်ပြီးတော့ဝင်ရောက်စီးနင်းခဲ့တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချက်ပစကောင်စီကငလင်တန်တင်ထားတဲ့မန္တလေးကစီးပွားရေးသမားတွေအပါအဝင် ပြည်တွင်းကစမှုစုံလုပ်ငန်းရှင်တွေနဲ့စီးပွားရေးအဖွဲ့တွေကိုနေပြည်တော်အထိခေါ်ပြီးအတင်းကျပ်အလှငွေတောင်းရန်နေပြန်တယ်လို့ရန်ကုန်ကလုပ်ငန်းရှင်တွေကိုလည်းအမြန်လက်တွေပျက်စီးထားတဲ့အတွက်ဆိုပြီးလေရင်နဲ့ပါနေပြည်တော်ခေါ်ပြီးတော့အတင်းကျပ်ငွေတောင်းရန်နေတယ်လို့စီးပွားရေးလုပ်ငန်းရှင်အတိုင်းဝန်းကရန်ကုန်ခေတ်ကိုပြောပါတယ်စစ်ကောင်စီရဲ့အကြောင်းပြချက်ကတော့လက်ရှိမြန်မာနိုင်ငံရဲ့ငလင်ဘေးအတွက်အလှငွေပေးရမယ်ဆိုပြီးပြည်တွင်းကစီးပွားရေးလုပ်ငန်းရှင်တွေကိုဒီကနေ့ဧပြီလ၁ရက်နေ့မွန်လွဲ၂နာရီမှာပဲအခမ်းအနားပါလှုပ်ပြီးတော့အလှငွေတောင်းရန်မှုနေပြည်တော်အထိခေါ်ယူထားတယ်ဆိုပါတယ် ဲ့ဒီလိုခေါ်ယူထားတဲ့စီးပွားရေးလုပ်ငန်းရှင်တွေထဲမှာလက်ရှိငလင်တန်တင့်ထားတဲ့မန္တလေးကစီးပွားရေးဓမ္မတွေပါပါဝင်ပြီးပြည်တွင်းကနာမည်ကျော်စီးပွားရေးလုပ်ငန်းရှင်တွေစက်မှုဆုံးလုပ်ငန်းရှင်တွေစီးပွားရေးဆိုင်ရာအသင်းအဖွဲ့တွေနဲ့လူမှုရေးအသင်းအဖွဲ့တွေပါပါဝင်တယ်လို့ရန်ကုန်ကစီးပွားရေးလုပ်ငန်းရှင်တွေကိုလည်းနေပြည်တော်ကိုလာဖို့အမျက်လက်တွေပျက်စီးထားတဲ့အတွက်ဆိုပြီးလေရင်နဲ့ပါခေါ်ပြီးတော့အတင်းကျပ်အလှူငွေတောင်းရနေတယ်လို့စီးပွားရေးအတိုင်းဝိုင်းကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်။ဒါနဲ့ပတ်သက်ပြီး အချက်ဖက်စကောင်စီဟာလက်ရှိငလင်တန်းမှာပိတ်မိနေတဲ့ပြည်သူကိုယ်တော်ကဲမထုတ်နိုင်သေးပဲအဲ့ဒါကိုသူတို့ငွေရဖို့အတွက်နေပြီးတော့မှအခမ်းအနားနဲ့လေးရင်မြန်အကျိုးအပေါစီစဉ်ပြီးလုပ်ငန်းရှင်တွေစီကနေအလှကံပွဲလုပ်နေပြန်တယ်လို့စီးပွားရေးသတင်းရင်းမြစ်ကလည်းပြောထားပါသေးတယ်တစ်ဖက်မှာလည်းရန်ကုန်တိုင်းကစက်မှုဆောင်တွေစီကနေစက်မှုဆောင်တစ်ခုကိုငွေချက်300နှုတ်နဲ့ဧပြီလ၄ရက်နေ့နောက်ဆုံးထားပြီးမဖြစ်မနေပေးရမယ်ဆိုပြီးတော့ကိုစစ်ကောင်စီကဖိအားပေးတောင်းရန်နှီးပြန်တယ်လို့လည်းသိရပါတယ်ခင်ဗျာ ဖတ်မှာတော့အချမ်းပတ်စကောင်စီတက်ကလက်ရှိစကိုင်းမြို့မှာငလင်တန်ကြောင့်ပြည်သူတွေဒုက္ခအတိရောက်နေတဲ့အချိန်စကိုင်းတိုင်းကမြင့်မှုမြို့နယ်ထီဆောင်ခြေရွာကိုမနေ့ကညပိုင်းမှာပဲလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့်အရသာပြည်သူတို့ဒဏ်ရာတွေရထားပြီးအလကပခြေရွာကိုပါစစ်တပ်ကတနက်တွေပစ်ဖောက်ပြီးတော့ဝင်ရောက်စီးနင်းခဲ့တယ်လို့မြင့်မှုမြို့နယ်တရိန်မှန်ပြန်ကြားရေးအဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်လက်ရှိမှာတော့အမျိုးသားညီညွတ်အစိုးရအယူကြီးကနေငလင်တန်းကြောင့်ပြည်သူတွေကိုကယ်ဆယ်ရေးတွေလုပ်လို့ရအောင်ထိုးစစ်တွေကိုယာယီရန်နာထားမယ်လို့တရားဝင်ကြေညာထားပေမဲ့ တဖက်ကစစ်ကောင်စီကတော့ငလင်တန်းကြောင့်ပြည်သူတွေအတိတ်ဒုက္ခရောက်နေတဲ့အချိန်မှာလေလေချောင်းတိုက်ခိုက်မှုတွေဆက်ပြီးလုပ်နေသလိုအခုတခါမတ်လ31ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲစကိုင်းတိုင်းမြင်းမှုမြို့နယ်ကထီဆောင်ကျေးရွာကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြန်တယ်လို့ဆိုပါတယ်အဲ့ဒီလိုအချမ်းဖက်စစ်ကောင်စီရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ကျေးရွာနေပြည်သူတွေဥဒဏ်ရရထားပြီးတဖက်ကအလကပကျေးရွာကိုလည်းစစ်ကောင်စီတပ်ကတနက်တွေပြစ်ဖောက်ပြီးတော့ဝင်ရောက်စီးနင်းခဲ့တဲ့အတွက်ပြည်သူတွေလည်းညာတွင်းချင်းထွက်ပြေးခဲ့ရတယ်လို့ မြင်းမှုမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်အဲ့ဒီလိုလက်ရှိငလင်တန်းကြောင့်ပြည်သူတွေဒုက္ခအတိရောက်နေတဲ့အချိန်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့အကြောင်းကိုလည်းစစ်ကောင်စီကိုယ်တိုင်မြန်မာနိုင်ငံဖိတ်ခေါ်ထားတဲ့အဂျစ်ဇီယာသတင်းဌာနရဲ့သတင်းတော်ကိုယ်တိုင်ကပဲသတင်းဖော်ပြသွားပါသေးတယ်ခင်ဗျတဖက်မှာတော့မန္တလေးမြို့မှာငလင်တန်းကြောင့် Sky Villa Condo ပြိုကျမှုအတွင်းအဲ့ဒီကွန်ဒိုမှာနေတဲ့ ACIS ကိုပိုင်အထက်တန်းကျောင်းကနိုင်ငံဂျာတာဆီယာဆီယာမငါဦးပျောက်ဆုံးနေစေဖြစ်တယ်လို့အဲ့ဒီကျောင်းကရန်ကုန်ခေတ်တကိုဆက်သွယ်ပြောဆိုလာပါတယ်အဲ့ဒီနိုင်ငံဂျာတာဆီယာဆီယာမငါဦးဟာတောင်အာဖရိကနိုင်ငံသား၃ဦးရုရှားနိုင်ငံသား၁ဦးနဲ့ဖိလစ်ပိုင်နိုင်ငံသား၁ဦးတို့ဖြစ်တယ်လို့လည်းပြောပါတယ်အဲ့ဒီမန္တလေးစကိုက်ဗီလာကွန်တိုပြောချမှုအတွင်ပျောက်ဆုံးနေတဲ့နိုင်ငံဂျာတာဆီယာဆီယာမတွေဟာစကိုက်ဗီလာအခန်း၁၀၃ဒီအခန်း၁၀၉ဒီအခန်း၆၀၂ဒီ အခန်း 906D နဲ့အခန်း 908D မှာနေထိုင်တဲ့သူတွေဖြစ်တယ်လို့လဲအဲ့ဒီ Sky Villa ACIS ကိုပိုင်းအထက်တန်းကျောင်းကရန်ကုန်ခေတ်တိကိုဆက်သွယ်ပြောဆိုထားပါတယ်လက်ရှိမှာတော့အဲ့ဒီ Mandalay Sky Villa ကွန်ဒိုပြောချမှုအတွက်ဒီနိုင်ငံကကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူတခြားကယ်ဆယ်ရေးအဖွဲ့တွေကပါကယ်ဆယ်ရေးလုပ်ငန်းတွေကိုပူးပေါင်းပါဝင်လှုပ်ဆောင်နေစေဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာလေ ငလင်တန်သိအမရပူရမြို့နယ်နဲ့စကိုင်းမြို့နယ်အတွင်းကကယ်ဆယ်ရေးမလုပ်နိုင်တဲ့နေရာတွေမှာတောက်သုံးရေးစားနဲ့ရစ်ခတ်နဲ့စေဝါအကူအညီတွေလိုအပ်နေတယ်လို့ဒေသခံပြည်သူတွေကရငုံခစ်တွေကိုပြောပါတယ်။မတ်လ28ရက်နေ့ကပဲမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ငလင်တန်ကြောင့်မန္တလေးနေပြည်တော်နဲ့စကိုင်းမြို့နယ်တွေမှာထိခိုက်ပျက်စီးမှုတွေများတာတို့တပကမရပူရမြို့နယ်နဲ့စကိုင်းမြို့နယ်အတွင်းကကယ်ဆယ်ရေးမလုပ်နိုင်တဲ့နေရာတွေမှာလေအိုးအိမ်အဆောက်အဦတွေဗလိတွေပါပြိုကျထားပြီး အမရပူရမြို့နယ်ဘုံအိုးချင်းရွာကဗလီပြိုချမှုမှာဆိုရင်တေဆုံးလူရုပ်အလောင်းတင်130ကျော်ကိုတူဖို့ရရှိထားတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။လက်ရှိမှာတော့အမရပူရမြို့နယ်နဲ့စကိုင်းမြို့နယ်အတွင်းကကဲဆေးမလုံနိုင်တဲ့နေရာတွေမှာတောက်သုံးရေးစားနပ်ရိက္ခာနဲ့ဆေးဝါးအကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေဒီကနေ့လည်းကင်းတရင်တွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ